ို့ဘာတွေလုပ်မနေကြသလဲဒေးဗစ်ကဖင်ကသူ့လူမျိုးတူပါဘလုတ်ကလင်မှာမွေးဖွားခဲ့တဲ့သူပါဒါပေမဲ့ girlfriend ကဘလုတ်ကလင်မှာမနေချင်ခဲ့ပါဘူးဒါနဲ့သူအသက်16နှစ်ပြည့်တော့ Los Angeles ကို ပြောင်းလာခဲ့ပါတယ်ပြဿနာက girlfriend ကဘယ်နေရာကိုမှဖြစ်ဖြစ်မြောင်မြောင်မကျွမ်းနေနေပါဘူးခြားသမားလှုပ်ဆိုလဲအကုန်ပြုတ်ခဲ့တာကြီးပါပဲ။ အဲ့ဒီလိုအဆင်မပြေတဲ့အကြောင်းကို girlfriend ကသူ့တငယ်ချင်းရုပ်ရှင်မင်းသားတယောက်ကိုတွားပြီးတော့ပြောပြတယ်။အဲ့ဒီမင်းသားကလည်းသူ့လိုပဲဟိုမရောက်ဒီမရောက်ဒုက္ခရောက်နေတဲ့သူတယောက်ပါ။မင်းသားက girlfriend ကိုပြန်ပြောတယ်။မင်းဘာမှမလုပ်တတ်ဘူးလားတဲ့။ဒါဆိုရင်ဖြောပြေး agent လုပ်ပါလား။ agent တွေကိုကြည့်သူတို့လည်းဘာမှမလုပ်တတ်ဘူးဆိုပြီးတော့မင်းသားက girlfriend ကိုပြောခဲ့ပါတယ်။ ကဖန်ကအဲ့ဒီစကားကိုအတီချူမှတ်ပြီးတော့ William Morris ဆိုတဲ့ဖြောပြေးအေဂျင်စီမှာအလောက်ဆောင်ဝင်ဖို့ကိုသူစ조사ခဲ့ပါတယ်။ပေးစာနဲ့ပြန်စာပြီးစာစီးတဲ့အခန်းထဲမှာသူအလောက်ရသွားခဲ့ပါတယ်။အဲ့ဒီအလောက်ရဖို့ကိုကဖန်ကအများကြီးညာလိုက်ရပါသေးတယ်။ UCL ကနေဘွဲရထားပါတယ်ဆိုပြီးအလောက်လျှောက်လာမှညာရေးလိုက်လို့အလောက်ရသွားတာပါ။ညာရေးကလည်းဘာမှဖြစ်ပါဘူးဘသူမှစစ်မှမဟုတ်ပါဘူးဆိုပြီးတော့ကဖန်ကစိတ်ချလက်ချနေခဲ့တာပေါ့။ ါပေမဲ့သူနဲ့တခမ်းတဲ့နေရာကြတဲ့ဝင်တဲ့တယောက်ကအလုတ်ထုတ်ခံလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဘွဲမရပဲရပါတယ်ဆိုပြီးရှောက်လာမှညာပြီးဖြေထားခဲ့တာကိုအဲ့ဒီကုမ္ပဏီကမိသွားလို့ပါပဲ။ဒါဆိုဘွဲရမရကိုဒီကုမ္ပဏီကတကယ်စစ်တော့ကျောင်းကူလေလှမ်းမိတာတွေကိုလည်းတကယ်လှုပ်ခဲ့တော့တော်သေးတယ်ကန်ဖန်က စာဝင် ထွက်ရုံငန်းထဲမှာအလုတ်လှုပ်တာဆိုတော့ UCL ကနေပြန်လာတဲ့စာတွေကိုသူအရင်ဖောက်ဖက်ခွင့်ရသွားခဲ့ပါတယ် ကော်ပိတ်ထားတဲ့စာရိတ်ကိုရေနွေးငွေ့နဲ့ပျော်အောင်လုပ်ပြီးတော့ဖောက်တယ်အထဲကစာတွေကိုဖတ်တယ်စာလုံးတစ်ချို့ကိုသူပြောင်းလဲခဲ့တယ်ဒေးဗစ်ကက်ဖန်ဆိုသည့်အမျိုးသားဒီ UCLA မှာဖွဲ့ရထားသူမဟုတ်ပါဆိုတဲ့စာကြောင်းကိုဒေးဗစ်ကက်ဖန်ဆိုသည့်အမျိုးသားဒီ UCLA မှာဖွဲ့ရထားပါတယ်ဆိုပြီးတော့သူပြောင်းလိုက်ပါတယ်ပြီးတော့သူ့တထဲကလည်းကက်ဖင်ကိုအလုတ်ကျိုးစားတဲ့သူဆိုပြီးအထင်ကြီးနေပါသေးတယ်ကက်ဖန်ကအလုတ်ကိုအမြဲဆော့ဆော့လာတတ်တာဒါနဲ့ကက်ဖန်ကိုလာကတော့တိုးပေးလိုက်ပါသေးတယ် ီလိုနဲ့စာဝင်ထွက်ချုံငန်းထဲမှာအလုတ်ဆက်လုပ်နေကဖေတရားအချားအချင်းတွေဘာလုပ်နေကြသလဲဆိုတာကိုသူလိုက်ပြီးလေ့လာတယ်ကဖေတစ်ခုတွင်းမိတာရှိပါတယ်ဒီကောင်တည်းရဲ့တည်းရဲ့ဘာမှလည်းမမေးရမလုပ်ကြပါလားဖုန်းတစ်လုံးကန်ပြီးမဟုတ်တာတွေပြောနေတာပဲအဲ့ဒါမြန်ပါခတ်တယ်လေငါလည်းပြောတတ်တာပဲပေါ့ဆိုပြီးတော့အဲ့ဒီအေးချင်းတွေအတီးကလုပ်နေတဲ့အလုတ်ကဘာလဲဆိုတော့ကဖေတတိထားမိသွားတယ်နမေကြီးပြီးသားနှုပညာသမားတွေကိုပွဲတွေအတွက်လိုက်ချိန်နေတာဒါကဖေအတွက်တော့အတိတ်ပဲတိတ်မရှိပါဘူး နမကြီးပြီးသားသူတွေကိုလိုက်ချိန်နေတော့ပတ်စံပိုမကုန်ဘူးလားပြီးတော့ကိုနဲ့လှုပ်လှုပ်ဖို့အာပေါအောင်ပြောယူရအောင်မယ်အပြိုင်ဆိုင်အေဂျင်စီတွေနဲ့လည်းဝိုင်းလူရအောင်မယ်ဒီတော့နမမကြီးသေးတဲ့လူပညာသမားတွေကိုလိုက်ရှာတာပို့ပြီးတော့အဆင်မပြေဘူးလားပို့အတိတ်ပဲမရှိဘူးလားဆိုပြီးတော့ gay fan ကတွေးတစ်ခုပေါ်လာခဲ့ပါတယ်သူတွေးတဲ့အတိုင်းပဲသူလိုက်လုပ်တယ်တခြားအေဂျင်တွေအိမ်ပြန်ပြီးနားယူနေကြတဲ့အချိန်တွေမှာ gay fan ကကလပ်တွေဘားတွေကိုဆက်တိုက်သွားတယ်အဲ့ဒီမှာပျော်ပြင်းနေကြတဲ့အဆိုးတော့အတီးသမားတွေကိုလည်းသူလိုက်ရှာတယ် နာမည်မရှိသေးတဲ့အမှုပညာရှင်တွေကိုရှာပြီးသူစာချုပ်ချုပ်တယ်။ဒီလိုနဲ့ Gaffan တယောက် William Morris Agency မှာအောင်မြင်ဆုံး agent တယောက်ဖြစ်လာခဲ့ပါတယ်။ဘလောက်အောင်မြင်တယ်လဲဆိုတော့ Gaffan အသက်28နှစ်ပြည့်တဲ့အချိန်မှာသူကိုယ်တိုင်တေးထုတ်လို့ရေးကိုတူထောင်နိုင်ခဲ့နေပါပြီ။ထုတ်လို့ရေးနာမည်ကတော့ Aslan Record ပဲဖြစ်ပါတယ်။အဲ့ဒီထုတ်လို့တစိမ့်အောက်ကနေပွေးထုတ်ပေးလိုက်တဲ့အမှုပညာရှင်တွေထဲမှာနေရန်လဲပါတယ် Cosby Stay and Nest ပါတယ် တဲ့အီဂဲဖွဲ့လည်းပါတယ်ပြီးတော့ John Michael Jason Brown Don Wayne Edison Judy C 1980ခုနှစ်တခုလုံးမှာအောင်မြင်ဆုံးသောတေးစီဒီပေါင်းများစွာကို Aslan ကနေထုတ်ပေးနိုင်ခဲ့ပါတယ်1982ခုနှစ်ရောက်တော့ Gaffan အဲ့ဒီဒေတာရင်းကိုပြန်ရောင်းလိုက်ပါတယ်သူကိုယ်တိုင်လည်းကုမ္ပဏီကနှုတ်ထွက်ခဲ့တယ်နောက်9နှစ်ကြာမှာ Gaffan Record ကိုသူစတင်ပြီးတည်ထောင်ခဲ့ပါတယ်ဒီတခါတော့ Donna Summer ချာအေရိုစမစ်ဂန်နာရိုးဇက်နာဗာနာဒါစတောင်းရိုးဇက်စတဲ့အမှုပညာရှင်တွေနဲ့အလုပ်ဆောက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂန်ဖန်တယောက်အရန်စာချုပ်ချုပ်ချင်နေတဲ့အဆိုတော်တယောက်ရှိခဲ့ပါတယ်။အဲဒီအဆိုတော်ကဂျွန်လင်နိုပါ။တခြားတေးတန်သူတွေကလည်းဂျွန်လင်နိုနဲ့အလုပ်လုပ်ချင်လို့တင်မတတ်ဖြစ်နေကြပါတယ်။ဂန်ဖန်ကစဉ်းစားတယ်ဒီပြဿနာကိုငါဘယ်လိုဖြေရှင်းရမလဲပေါ့။တခြားသူတွေမလုပ်ရသေးတဲ့နီးလန်းကိုသူရှာတယ်။တခြားသူတွေကဂျွန်လင်နိုကိုတိုက်ရိုက်ဆက်သွယ်ကြတယ်။ ကဖင်ကတွေးမိတယ်ဂျွန်လီနိုရဲ့ဇနီးယိုကိုအိုနိုကိုကြာတော့ဘသူမှအဖက်မလုပ်ကြပါလားဒါနဲ့ကဖင်ဂျွန်လီနိုကိုသွားမတွေ့ပဲနဲ့ယိုကိုအိုနိုကိုသွားတွေ့ခဲ့တယ်ကဖင်တေးထုတ်လို့ရနေအလုပ်လုပ်ဖို့ဂျွန်လီနိုကိုတိုက်တွန်းပေးပါဆိုပြီးတော့ယိုကိုအိုနိုကိုပြောတယ်ယိုကိုအိုနိုကလည်းသူ့ယောက်ျားကိုတဆင်ပြန်နားချတယ်ကဖင်ထုတ်လို့ရနေဂျွန်လီနိုစာချုပ်ချုပ်ဖြစ်သွားခဲ့ပါတယ်တပည့် fantasy airband ကိုထုတ်ဖြစ်သွားတယ်ဒီ airband ကဂျွန်လီနိုရဲ့အကောင်းဆုံး airband လို့လူတွေကသတ်မှတ်ကြပါတယ် ကဖန်တိထုတ်လို့ရအရန်အောင်မြင်လာခဲ့ပါတယ်။1990ပြည့်ခုနှစ်ကျတော့ကဖန်အဲ့ဒီကုမ္ပဏီကိုပြန်ရောင်းလိုက်ပြီးထားခဲ့ပြန်တယ်။တီမစ်တီဘတ်နဲ့ပူးပေါင်းပြီးရုပ်ရှင်ထုတ်လို့တခုထောင်မှုကြိုးစားတယ်။ထုတ်လို့နာမည်က Dreamworld SKG ဖြစ်ပါတယ်။ SKG စာလုံးသုံးလုံးနဲ့မှ G ဆိုတဲ့စကားလုံးကကဖန်နာမည်ပါ။ကဖန်ရဲ့ချမ်းသာမှုကအခုဆိုရင်ဒေါ်လာသန်း6000လောက်ရှိမယ်ထင်ပါတယ်။ကဖန်အခုလိုအောင်မြင်လာတာကလည်းသူများတက်ပူတော်လို့လည်းမဟုတ်ဘူး။ပူမြန်လို့လည်းမဟုတ်ဘူး။ ပို့ပြီးလည်းမချမ်းသာလို့ပို့ပြီးလည်းညာမကောင်းတဲ့ဖြစ်သူများထက်ပို့ပြီးပညာတော်နေလို့လည်းမဟုတ်ပြန်ပါဘူးသူများတွေလုံနေတဲ့အရာတွေကိုကြည့်ပြီးငါသူတို့ထက်ပိုကောင်းအောင်လုပ်မယ်လို့လည်းမတွေးခဲ့ပါဘူးသူလှုပ်ခဲ့တာတစ်ခုပဲသူများတွေကိုကြည့်တယ်နောက်ပြီးတော့သူတို့ဘာတွေလုံမနေကြတယ်လဲဆိုတာကိုအရင်စဉ်းစားတယ်ကဲဒါပါပဲ